လူတိုင်းဟာယူသားမှန်ကန်တဲ့သူတွေနဲ့တွေ့ဆုံကျင်ကြပြီပဲကိုကိုတိုင်းကတော့ယူသားမှန်ကန်တဲ့သူတယောက်ဖြစ်ဖို့ဂယုမဆိုင်တဲ့ကြောင်းဒါဟာတိတ်ကိုမှားယွင်းတဲ့အချက်တစ်ချက်ပဲဘာကြောင့်လဲဆိုတော့တန်ဖိုးရှိတဲ့ကြောက်ကိုရွှေနဲ့ပဲကုလို့ရတယ်ကိုရင်ရှင်တန်မှုကိုမေကွန်ထုတ်တဲ့အခါမှာ ိုချစ်တဲ့သူတွေနဲ့ကိုကိုချစ်တဲ့သူတွေကို ပြပြီးတော့မှ တာဟာ ကျွန်တော်ရဲ့ရှင်သန်ဖို့လို့ရေရေဝန်းဝန်းသာပြောလိုက်ပါဒါဆိုရင်ရှင်သန်ခြင်းရဲ့အဓိပ္ပာယ်လုံလောက်သွားပါပြီစိတ်ပိုင်းဆိုင်ရာ အတားအဆီးတွေကြောင့်သာရုပ်ပိုင်းဆိုင်ရာ အခက်အခဲတွေက ကြီးမားနေတာပါတကယ်တော့လက်တွေ့ကြုံတွေ့နေရတဲ့အခက်အခဲဟာ ိုတွေးထားသလောက်မကြီးမားသလိုကိုမဖြစ်ရှင်းမကျော်လွှားနိုင်တဲ့အနေအထားမျိုးလည်းမဟုတ်ပါဘူး။တခါတလေမှာကိုယ့်ရဲ့အတွေးတွေကကိုယ့်ရဲ့အစွမ်းအစတွေကိုအားနည်းအောင်လုပ်ဖြစ်နိုင်တယ်ဆိုတော့ကျူးဆိုင်ဖို့အရေးကြီးတယ်လေ့ကျင့်ကောင်းတွေကိုတိဆောက်နိုင်ဖို့ဆိုလို့ရှိရင်နံပါတ်1 decision ဆုံးဖြတ်ချက်နံပါတ် discipline စီကံလိုက်နာမှုတွေနံပါတ်3 determination လို့ခေါ်တဲ့စိတ်တကြံ့ခိုင်မှုဆိုရင်ဒီသုံးလုံးဟာ အခြေခံအကျဆုံးနဲ့အလို့အဆုံးဖြစ်တယ်ချင်းဆွဲတဲ့ချင်းဆိုရယ်လေးချင်းဟာတိကျတဲ့ရည်မှန်းချက်နဲ့တိကျတဲ့ပန်းနိုင်မရှိလို့ပဲတိကျတဲ့ပန်းနိုင်တိကျတဲ့ရည်ရွယ်ချက်ရှိတဲ့သူတွေရောမှာ ်ချိန်ဆွဲဖို့တူအချိန်တွေရှိမနေဘူးလက်ရှိအသုံးပြုနေတဲ့ Facebook Google စတဲ့ဤပညာတွေအလုံးဟာအချိန်ကုန်တဲ့အလုံရှုပ်တက်တာစီမှုတို့ဖန်တီးထားတာပါဒါပေမဲ့တချို့လူတွေကဤပညာတွေအပေါ်မှာตายาနေကြပြီးတော့မှအချိန်တွေဖြုံးပြနေကြတယ်ဒါဟာ မမှန်ကန်တဲ့လုပ်ရက်တစ်ခုလို့ပြောလို့ရတယ်ဧဝရတောင်ကိုခြေလန်းတလန်းနဲ့တက်ဖို့မဖြစ်နိုင်ပါဘူးဒါပေမဲ့အဲ့ဒီခြေလန်းတလန်းချင်းစီပေါင်းပြီးတော့မှဆက်တိုက်လျှောက်နေမယ်ဆိုရင်တော့တစ်ချိန်ချိန်မှာတောင်ထိပ်ကိုရောက်နိုင်ပါတယ်အဲ့လိုပဲအောင်မြင်မှုတစ်ခုရဖို့အတွက်ဆိုရင်တစ်ချိန်တစ်ခါစူးစမ်းယူနေတော့ရနိုင်မှာမဟုတ်ပါဘူး အဲ့ဒီတစ်ချိန်တစ်ခါရိုးစားမှုလေးတွေပေါင်းဆက်လိုက်ရင်တော့အောင်မြင်မှုဆိုတာကိုယ့်အတွက်တေချာပေါက်ပိုင်ဆိုင်ရပါလိမ့်မယ်ဒါကတော့ကျွန်တော်လူငယ်တွေကျွန်တော်မိတ်ဆွေတွေအတွက်ဘဝအတွက်တန်ဖိုးရှိတယ်ဆိုပြီးမှသာဖြစ်ပါတယ်ကျွန်တော်ရဲ့လူငယ်တွေနဲ့မိတ်ဆွေတွေဟာလည်းတိတိကိုပြောင်းရွှေ့ရွှေ့နဲ့ပြတ်တမ်းရင်းအောင်မြင်ပျော်ရွှင်တဲ့ဘဝတွေကိုရရှိဖို့ကျွန်တော်ဆုတောင်းပေးပါတယ် 蒸牛肉过年样子。